ကြိုက်တာယူ9000တန်ဆိုင်တွေမှာတရားမဝင်လောက်ကန်နေတဲ့နိုင်ငံသားသားတွေစစ်ဆေးတွေ့ရှိမှုနဲ့ပတ်သက်လို့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကလွှတ်တော်ကိုအစိုးရခန်းစားတင်သွင်းသွားမယ်လို့ဆိုပါတယ်အီမမမွန်တင်ပြပို့ထားပါရှင်ရန်ကုန်မြို့တင်ရတော်တော်များမှာပွင့်လင်းထားတဲ့ကြိုက်တာယူမှာစက်ငွေ9000နဲ့ရောင်းချနေတဲ့ဆိုင်တွေက နိုင်ငံသားလူသားတွေကိုစစ်ဆေးတဲ့နေရာမှာဗီဇာပြောင်းလဲလုပ်ကင်နေတဲ့လူသားတွေကိုတွေ့ရှိရဖြစ်ပါတယ်။စစ်လိုက်ခြင်းအဖြစ်ဟိုဒီသူတို့ business visa social visa ကတော့သူတို့တက်တန်းမတိုးထားတာလို့ဘာလို့ပြဿနာလေးတွေရှိတယ်ဆိုပေမဲ့အခုဒီလဝကမှုကလည်းအဲသူတို့ဌာနရင်းမှာညွှန်ကြားချက်ပုံစံပြောင်းထားလို့ပေါ့နော်ဒါတကယ်တော့သူတို့ business visa ပဲပေါ့။ တက်တန်းတူဖို့ပဲလူတာပါလို့ပြောရတယ်ပေါ့နော်ဆိုတော့ဒီဒီပိုင်းကတော့ထားလိုက်တော့တေချာတော့ social visa နဲ့ဆိုတော့အလုပ်လုပ်လို့မရဘူး။ဒါပေမဲ့တခုရှိတယ် business visa ဆိုလို့ရှိရင်တော့နည်းနည်းလေးဟို visa ကြီးကလည်းပို့တယ်ပြီးတော့ဟိုပါပေါ့လုပ်ငန်းပြရတယ်ဆိုတော့နည်းနည်းခက်တာပေါ့နော် business visa ကြတော့ social ကြတော့လွယ်တယ်။အဲဒါတချို့ကလည်း social နဲ့အလွယ်တကူလာနေကြတာမျိုးတွေရှိတယ်။ဆိုတော့ဒါမျိုးတွေတော့အမားတို့လာဝကားကလည်းတေချာဆက်ဆေးဖို့လို့လက်ရှိဆက်ဆေးတဲ့နေရာမှာရန်ကုန်မြို့ကကျောက်တရားမြို့နဲ့ဗဘဲတမ်းမြို့နယ်တွေမှာတရုတ်နိုင်ငံသားတွေကိုတွေ့ရှိရဖြစ်ပြီးတော့ဒီနိုင်ငံသားတွေဟာ မြန်မာကျပ်ဝင်ခွင့်သိမ်းတဲ့အထက်ရရှိနေပါတယ်ဒီဆိုင်မန်ရှင်တွေဟာမြန်မာနိုင်ငံသားမြေပေါက်နဲ့ဖြစ်ပြီးတော့နိုင်ငံသားတွေကိုစေနှုံးမြင်လာကနဲ့ခန့်အပ်တာပြီးမြန်မာနိုင်ငံသားဝန်ထမ်းတွေကိုတမန်လာကပေးရတာဟာလေမိကုန်ထုတ်စရာလို့တိုင်းဒေသကြီးတို့ကိုယ်စားလှယ်တွေကဆိုပါတယ်ဒါကြောင့်ရန်ကုန်မြို့နယ်တိုင်းဒေသကြီးတွေမှာရှိတဲ့မအောင်နယ်ဆိုင်တွေကိုဆက်လက်စစ်ဆေးဖို့လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့ဒီလိုတရားမဝင်နိုင်ငံသားတွေနဲ့ပတ်သက်ပြီးအစည်းအဝေးကစားနဲ့အတူလွှတ်တော်ကိုတင်းတင်းသွားမယ်လို့လည်းဆိုပါတယ်ဒီမအောင်နယ်ဆိုင်ဆိုတာကလည်း မတို့ရန်ကုန်ဒတိုင်းလုံးမှာအများကြီးပဲရှိတယ်အခုဟိုကရားတို့ဘာတို့ဘက်မှာတော့ရှိနေပြီပေါ့နော်ဆိုတော့အခါကျတော့စစ်တင်နေတာတွေလည်းလေတခြားမြို့နယ်တွေလည်းဒီလိုပဲစီစစ်တင်နေလို့အမအထင်တယ်အဲ့တော့အမတို့ကတခြားသောကိုယ်စားလှယ်တွေကိုလည်းအမတို့ဟို လွှတ်တော်နားထားတဲ့အချိန်မျိုးလေးမှာသူတို့လာဝကကနေနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်ဖို့အတွက်အမတို့ကတိုက်တွန်းမယ်ပြီးတော့အမတို့တရားတလောက်တော့ဒီလှိုင်းသားရမှာဆိုလို့ရှိရင်ရန်ကုန်တိုင်းအစိုးရရဲ့ညွှန်ကြားချက်နဲ့ဆိုပြီးတော့လှိုင်းသားရမှာလှိုင်းသားပုံများတယ်ဆိုတော့ငါးအောင်နံဆိုင်လည်းများတယ်ခြား construction တွေလည်းများတယ်တချို့ KTV တွေပါတယ်တရုတ်နာမည်တွေလည်းတောင်ရှိတယ်ဆိုတော့အဲ့မှာတော့ဝင်စစ်တယ်အမတို့မြို့တော်သတင်းမှာတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲတခြားမြို့နယ်တွေမှာလည်းစစ်ပို့အမတို့အစိုးရခံစားမှာအဓိကတိုက်တွန်းမယ်ပေါ့နော်ရန်ကုန်မှာဖွင့်လှစ်ထားတဲ့တိုက်တာယူငါးအောင်နံဆိုင်တွေမှာတော့ တရုတ်နိုင်ငံကတင်သွင်းတဲ့လူသုံးကုန်ပစ္စည်းနဲ့အဝတ်ထည်တွေအများဆုံးရောင်းချနေတာဖြစ်ပါတယ်။ကျွန်မအီမမမောင်ပါ။